မုတ်တုံမူစဝင်နေပြီဖြစ်တဲ့မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းမှာတိုက်ပွဲတွေပုံမပြင်းထန်နေတာကြောင့်နေရက်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံအရေးအတွက်ကတသိန်းနောက်ကိုကတ်လာပါပြီ။စကန်းသိန်းတိုက်ပွဲတွေလေကြောင်းနဲ့ရေကြောင်းကတိုက်ခိုက်မှုတွေစစ်ကောင်စီတပ်စစ်ကြောင်းထိုးတာတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးရသူတွေပိုများလာတာပါ။ FE5 တနင်္သာရီအခွဲက ထုတ်ပြန်တဲ့ဧပြီလစာရင်းအရာ တနင်္သာရီတိုင်းမှာစစ်ဘေးရှောင်9000ခွဲအထိအ ਨੇ ဆုံးရှိတယ်လို့သိရပါဗျ။ဒဝဲနဲ့ဘိတ်ခရိုင်မှာစစ်ဘေးရှောင်အများဆုံးရှိနေပြီးအများစုကနီးစက်ရာဥယျာဉ်ခြံတောတောင်တွေထဲမှာယာယီတဲထိုးပြီးနေထိုင်ရတယ်လို့စစ်ဘေးလွတ်တဲ့တခြားရွာတွေမှာရှောင်တိန်နေကြတာပါ။ဒီလိုချင်းနေမျိုးမှာတနင်္လာရီတိုင်းကတတိကိုပြန်မြမိုးရချေလက်မ200ဝန်းကျင်အထိရွာသွန်းလေးရှိပြီးမိုးများတဲ့အတွက် ဥယျာဉ်ခြံနဲ့တောတောင်တွေထဲစစ်ပေးရှောင်လေရတဲ့ပြည်သူတွေပိုပြီးအခက်ကြုံလာရပါတယ်။မိုးဆက်မပြတ်ရွာသွန်းလေးရှိတဲ့အတွက်စစ်ပေးရှောင်ကြီးမိုးဒဏ်လေးဒဏ်ခံနိုင်ပြီးလုံလုံကျုံကျုံနေထိုင်နိုင်ဖို့အတွက်အမိုးအကာလိုအပ်ချက်တွေပိုများနေတယ်လို့ဒဝဲခိုင်တဲကစစ်ပေးရှောင်လေးကိုကူညီပေးနေတဲ့ဒေါနာတနင်းသာကြီးစစ်ပေးရှောင်ကူညီအဖွဲ့ကယောနာတန်ကပြောပါတယ်။အခုကကျွန်တော်တို့မိုးရသည်လဲရောက်တော့မယ်ဆိုတော့ အဲမိုးကာတော့အဓိကပေါ့နော်ကျွန်တော်တို့နေရာဒီမှာတုန်းကဆိုရင်ဒီစစ်သေးချောင်တွေကဟိုအဲ့ဒီဥယျာဉ်တောတောင်တွေထဲမှာအဆင်ပြေသလိုဟိုနေလို့ရသေးတယ်ပေါ့ဒါပေမဲ့မိုးရသည်ဆိုရင်ကျွန်တော်တို့မိုးကာအဆင်မပြေဘူးပေါ့နော်အချို့ဒေသတွေမှာဆိုရင်ကျွန်တော်တို့အဓိကအကျင့်ဒီဘာသာရေးဆောက်ဦးတွေမှာပဲဖြစ်ဖြစ်အဲ့ဒီလူနေအိမ်တွေမှာပဲဖြစ်ဖြစ်ဟိုလူတွေကဟိုအဆမတန်တူပြီးတော့နေရတဲ့အနေအထားမျိုးရှိတယ်ပေါ့ အဲဆိုတော့ဟိုကျွန်တော်တို့ဒီသူတို့အတွက်လည်းဟိုတီးတန့်နေရာလေးတွေမျိုးဟိုမျိုးတွေမျိုးပါပဲဒီလိုလေးကျွန်တော်တို့မှလိုအပ်တယ်ပေါ့နော်ဧပြီလ10နေ့အရဒဝဲလောင်းလုံးရေပြူနဲ့တရချောင်းမြို့နယ်တွေပါဝင်တဲ့ဒဝဲခရိုင်ထဲမှာစစ်ပေးရှောင်ထွက်ပြေးရသူ3000ခွဲနီးပါးအထိရှိနေပါတယ်စစ်ပေးရှောင်အများစုကတိုက်ပွဲနဲ့လေကြောင်း တက်ခတ်မှုတွေကြောင့်အရေးပေါ်ထွက်ပြေးလာရတဲ့အတွက်နေထိုင်စားတောက်နိုင်ရေးရိတ်ခါနဲ့ တခြားပစ္စည်းတွေကိုတဘာတည်းယူဆောင်မလာနိုင်ကြဘူးလို့သိရပါဗျ။ဒါကြောင့်မို့အမိုးကလိုအပ်ချက်အပြင်စားနပ်ရိက္ခာအခက်ခဲတွေလည်းရင်ဆိုင်နေရတယ်လို့စေဘေးရှောင်နေသူတို့ကပြောပါဗျ။ရေပြူမျိုးနဲ့နတ်ကြီးစင်ရွာနဲ့မင်းသားကြီးရွာအုပ်စုကဒေသခံတထောင်လောက်ဟာလဲပြီးခဲ့တဲ့ဧပြီလကလေးကတိုက်ပွဲနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်နီးစပ်ရာရွာတွေနဲ့တောတောင်တွေထဲကိုအေးပေါ်ထွက်ပြေးခဲ့ကြရပါဗျ။ ဒါကြောင့်မို့စစ်ပီးရှောင်နေရတဲ့နေရာမှာစားရီးတောက်ရီးအတွက်အခက်ခဲတွေကြုံတွေ့နေရတယ်လို့နတ်ကြီးစင်ရွာကစစ်ပီးရှောင်အမျိုးသမီးတူကပြောပါတယ်။အခက်ခဲရတော့ပြောမှဆိုနေမကောင်းစားမကောင်းနဲ့ဒီငွေကြီးတွေပေါ့စားဖို့တောင်းနေတချို့ဆိုလည်းပတ်စားငါးပြားမပွာလို့မရှိလို့ဆိုလည်းလောက်အောင်ငါးပြားမရှိအဲ့လိုပေါ့အခလေးငငယ်လေးတွေဒုက္ခဖြစ်တယ်ပေါ့စားအောင်နေဝစားရအစမပလာဘူးလေ။တဝဲခရိုင်အပြင်ဘိတ်တင်းသာကြီးပလောကျွန်းစုမြို့နယ်တွေပါတဲ့ဘိတ်ခရိုင်မှာလည်း စေဘေးရှောင်အရေးအတွက်က၄000ကျော်အထိရှိနေပါတယ်။တနင်္သာရီတိုင်းကမိုးများပြီးရက်ရှည်မိုးရွာလေးရှိတဲ့အတွက်မိုးရွာသည့်မရောက်ခင်ကလေးကစေဘေးရှောင်လေးအတွက်စားနပ်ရိက္ခာဆေးဝါးနဲ့တခြားလိုအပ်တာတွေကိုကြိုတင်စုဆောင်းကြရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ပိတ်ဆို့ကတ်သတ်မှုတွေကြောင့်လာမယ့်မိုးရွာသည့်အတွက်စေဘေးရှောင်အဖွဲ့တွေဟာရိက္ခာပစ္စည်းတွေကိုလုံလုံလောက်လောက်မစုဆောင်းနိုင်သေးဘူးလို့တနင်္သာရီမြို့နယ်ထဲအခြေစိုက်ပြီး စစ်ပေးဆောင်ကူညီပေးနေတဲ့နေဦးမြစ်တာစစ်ပေးဆောင်ကူညီအဖွဲ့ကငိမ့်ကပြောပါတယ်ဒါတော့ပြောအရင်ကတော့လည်းအကောလုံးသူတို့မျိုးတော့ပြောလို့မလဲကြနေပဲပြရဲ့။ဟိုအစီကမေးလို့မလို့မပြရ။မမမပြထား။ဒါဆိုတော့ဟိုကမအလည်းကြဖြစ်ဖြစ်ပြီးခေါင်းကဟိုတော့ဒီစီစဉ်ရပြည့်ရပွား။အကူကတော့သူတို့အဲ့လိုမျိုးတော့မပြရ။တော့အကဲသေးဖြီးတော့ပြီးတော့ကို ်ဒီဘလာမကြီးသေးတော့ဟိလို့တလားလို့တလားလည်းဘုံသူစားနိုင်နေတနင်္လာရီတိုင်းနဲ့စစ်ဘေးရှောင်အများစုရှိတဲ့ဒဝဲတည့်ရချောင်းကတောင်ပြောက်တိုက်နယ်ပလောတနင်္လာရီစတဲ့မြို့နယ်တွေမှာစားနပ်ရိက္ခာစေဝါနဲ့73စီတဲဆောင်ခွင့်ကိုစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကတင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးနေပါတယ်။ဒါကြောင့်မို့စစ်ဘေးရှောင်ဒေသတွေအတွက်စေဝါနဲ့စားနပ်ရိက္ခာလိုအပ်ချက်များနေစေဖြစ်တယ်လို့ငင်းကပြောပါတယ်။ ဆေးဝါးမလုံလောက်တဲ့အချိန်နေမှာမိုးရသီမှာဖြစ်လေရှိတဲ့ယောဂါတွေရာလဲနွေရသီလေးကဆေးဘေးရှောင်တွေမှာ ဖြစ်ပွားနေပါတယ်။ဆေးဘေးရှောင်အများစုကရာသီတုပ်ကွေး၊ငှက်ဖြား၊သွေးလွန်တုပ်ကွေး၊ဝမ်းပြက်ဝမ်းလျှောတာနဲ့တချို့ဒေသတွေမှာဆိုရင်အရေပြားယောဂါတွေဖြစ်ပွားနေတာပါ။တဝဲခိုင်နယ်ကစပေးရှောင်တွေမှာလည်းငှက်ဖျားနဲ့ရာသီတုပ်ကွေးယောဂါတွေပုံမဖြစ်ပွားနေကြတယ်လို့ဒေါနာတနင်းသာရီစပေးရှောင်အဖွဲ့ကယောနာတန်ကပြောပါရယ် စစ်ပေးရှောင်အများစုကစေဝါတွေကြိုတင်မဆူဆောင်းထားနိုင်တယ်လို့စစ်ကောင်စီတပ်ရဲ့စေဝါတည်ယူခွင့်ကန့်သက်ချက်တွေကြောင့်ပိုပြီးအခက်တွေ့နေကြတယ်လို့ဆိုပါတယ်။စေဝါလိုအချက်ပိုင်းပေါ့စေဝါကတော့ဟိုမတိုင်းပြောလို့ရှိရင်တော့လုံဝဟိုတည်ယူစစ်မပြုတ်ဘူးလို့တော့ပြောလို့ရတယ်။ကျွန်တော်တို့ဒီအင်ကုံအတွက်ဘာအတွက်ညာအတွက်ဆိုပြီးတော့ဟိုနည်းနည်းပါးပါးတော့ရတယ်ပေါ့ဗျာ။ဒါပေမဲ့ပမာဏနည်းနည်းလေးများလာလို့ရှိရင်တော့သူတို့က ဟိုလုံးဝသယူခွင့်မပြုတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့မှလည်းစီဝါကမရှိမနေလို့အပ်တယ်ဆိုတော့သူပဲဟိုကြားနိုင်တဲ့နေလန်းတွေနဲ့ဟိုဝယ်ယူနေရတယ်ဟိုတုံးဆွဲနေရတယ်အခုဆိုရင်မေလ23ရက်နေ့ကစပြီးမြန်မာနိုင်ငံတောင်ပိုင်းကိုအနောက်တောင်မုတ်တုံလီဝင်ရောက်နေပြီလို့မိုးဇလဌာနကထုတ်ပြန်ထားပါဗျ။ຫນွေရသည်ကလေးကခေါင်းထောင်လေးနဲ့ငှက်ဖျားယောဂါကမိုးရသည်ရောက်ရင်ပုံများလာဖို့ရှိပေမဲ့ငှက်ဖျားယောဂါကို စစ်ဆေးစမ်းတတ်တဲ့ကြိယာ တက်စကစ်တွေနဲ့ဆေးဝါးတွေအလုံးလောက်မရှိကြသေးဘူးလို့စေဘေးဆောင်ကူညီအဖွဲ့တွေစီကနေသိရပါဗျ။လက်ရှိမှာတော့ငှက်ဖျားယောဂါစစ်ဆေးတဲ့ကိရိယာအပြည့်အဝမရှိလို့ဖျားနာနေတဲ့လူနာအလုံးကိုမစစ်ဆေးနိုင်ပဲဖြစ်နေပြီးမိုးရသည့်အတွက်ငှက်ဖျားနဲ့ပတ်သက်တဲ့ဆေးဝါးကိရိယာတွေအရေးပေါ်လိုအပ်နေတယ်လို့ຫນွေဦးမြတ်တာစေဘေးဆောင်ကူညီအဖွဲ့ကငင်းကပြောပါဗျ။ချင်းပေးကိုချင်းပေးလို့ဆိုတာဘလို့လာဘောကတော့ကျွန်တော်မျိုးတွေချောတချို့ကလေးရတဲ့အနေထားလေးမျိုး 我的淘宝毛鞋老是没洗啊，没洗多少，最后变啊，我我穿着一把裂的，那他们就洗了嘛。စီဘေးရှောင်းလေးအတွက်စေဝါနဲ့ရေခါလေးပြင် ချင်ထောင်ဆောင်အဝတ်ထည်နဲ့အမျိုးသမီးလဆင်တုံးပစ္စည်းတွေလည်းလိုအပ်ချက်မြင့်မားနေတယ်လို့ဆိုပါရယ်ဒီလိုမျိုးအဖက်ဖက်ကခက်ခဲကြက်တဲနေကြပေမဲ့တနင်္သာရီတိုင်းကကစီဘေးရှောင်းလေးကတော့အိမ်ပြန်ခွင့်မရသေးပဲစွတ်စွတ်လှတဲ့ဝတန်ရည်ကိုဖြတ်တန်းကြရအောင်ပါ ဒါကြောင့်မို့စစ်ပေးဆောင်တွေအတွက်စေဝါရိတ်ခါအကူအညီလိုအပ်ချက်ရှိနေပေမဲ့ဧပြီလကလေးကထွက်ပြေးနေရတဲ့ရေပြူမြို့နယ်နတ်ကြီးစင်ရွာကဒေသခံတွေကတော့အိမ်ပြန်ဖို့အရေးအလှမ်းဝေးနေစေဖြစ်ပါတယ်။စေကြီးကနှစ်ဖက်လုံးကလောက်အောင်ကျင်းမနေဝင်မတောင်းဆိုလဲတောင်းမပေးဝင်ဘူးအဲ့လိုဖြစ်နေ။အကြောင်ကျွန်မတို့လည်းဝင်နေဘူးပေါ့ပြောမဆိုအမေဝင်လိုက်ပြီလို့ရှိရင်မဖြစ်တော့တော်သေးပါဖြစ်လိုက်ရင်ခဏကြာကိုမလဲတစ်ခါပြေးနှစ်ခါပြေးနေပြီးဦးနေရလည်းမရှိတော့ဘူး။ ရေဗျူမျိုးနယ်ကစစ်ဘေးရှောင်နေလို့ပဲစီးရီးအခြေအနေတွေကြောင့်အိမ်ပြန်ခွင့်မရသေးတဲ့တနင်္လာရီတိုင်းတွေကစစ်ဘေးရှောင်နေလေနိဆက်ရတော့တောင်ဥယျာဉ်ခြံတွေနဲ့တခြားရွာတွေမှာဆက်ပြီးတိမ်းရှောင်နေရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့စစ်ပွဲနဲ့ကပ်ဘေးကြကစစ်ဘေးရှောင်နေလေဝတ္တန်ဥတုရဲ့ဆွတ်ဆွတ်မှုတွေအောက်အခက်ခဲမျိုးစုံကိုခါစီခံရအောင်မှာဖြစ်ကြောင်းပါရှင်။